ANFS YouTube channel မှာကြိုဆိုပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ပရိသတ်တွေအတွက်ရေမောပျော်ရွှင်စရာကောင်းတယ်လို့ကြည်နူးစရာလည်းကောင်းပြီးတော့မျက်ရည်လည်စရာလည်းကောင်းတဲ့အချစ်ဇလန်းကောင်းလေးတဘို့ကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒီဇာကားကတော့မင်းသားရန်ဘီကပူးနဲ့မင်းသမီးချောကက်ထရီနာကေဖ်တို့ရဲ့နာမည်ကြီးဇာကားအချက်ဘရမ်ကီကစပ်ကဟာနီမေဖြစ်ပါတယ်ဒီကားအချစ်ဆိုတာပိုင်ဆိုင်ခြင်းမရှိဘဲပေးဆက်ခြင်းတတ်တဆိုတဲ့အသေးပဲဖွင့်ဆိုချက်ကိုဟာတာနော်ဘီအရင်ချစ်ဖို့ကောင်းအောင်ရိုက်ကူးပြထားတာပါကဲ Prem ဆိုတဲ့ကောင်းလေးရဲ့အလွယ်လွယ်အချော်ချော်အချစ်ဆက်လန်းလေးကဘလို့လဲဆိုတာကိုအသေးစိတ်ခန်းစားကြည့်လိုက်ရအောင်များဆလန်းအစမှာတော့ကျွန်တော်တို့ရဲ့ဇက်လိုက်ကျော် Prem Rambi Kapoor ကိုမိတ်ဆက်ပေးထားပါဗျ။ Prem ဆိုတာတော့မြို့လေးတစ်မြို့မှာ Happy Club ဆိုတဲ့အသင်းတစ်ခုကိုဦးဆောင်နေတဲ့လူငယ်တစ်ယောက်ပါ။ဒါပေမဲ့ဒီအသင်းကဘာလုပ်တယ်လဲဆိုတော့ဘာမှမမဲရရမလုပ်ပါဘူး။ရက်ွက်ထဲကလူတွေရဲ့ပြဿနာတွေကိုဖြေရှင်းပေးမယ်ဆိုပြီးရှောက်သွားနေပြီမဲ့တကယ်တမ်းကျတော့ ူတို့ကိုယ်တိုင်ကအလုတ်လက်မဲ့ဒီပေါက်ကရလူရက်တွေနဲ့လူတွေကိုဒုက္ခပင်နေတဲ့လူစုပေါ့ဗျာပရမီယာဖေးကတော့သူသားကိုအမြဲတမ်းစူဖို့ဂျင်းမောင်းနေတတ်ပါတယ်မင်းကဘာမှအတုံးမကြတဲ့ကောင်ဆိုပြီးပေါ့ဒါပေမဲ့ပရမာထူးခြားတဲ့အချက်ကသူကစိတ်ထားအယမ်းဖြူစင်တယ်သူညားတွေဖြူစင်ဖို့ဆိုရင်ကိုချိုးစောမီကူညီတတ်တဲ့သူမျိုးပါဒီနေ့မှာတော့ပရမာမြို့ထဲမှာအလားဆုံးလို့ပြောလို့ရတဲ့ဂျန်နီကက်ထရီနာကိုင်ဖ်ဆိုတဲ့ကောင်မလေးကိုတွေ့တော်ပါတယ် တွေ့တွေ့ချင်းမှာပဲဖရမ်တယောက်ဂျန်နီကိုမြင်မြင်ချင်းချစ်မိသွားပါတော့တယ်။ဒီညမှာဒါရိုက်တာကဖရမ်ရဲ့ဇီယိုက်ကိုဘလို့ပြတ်ထားလဲဆိုတော့သူကစိတ်လှုပ်ရှားသွားရင်ဒါမှမဟုတ်အယံခံစားရရင်စကားတွေထစ်သွားတတ်တယ်အကျင့်လေးထည့်ပေးထားပါတယ်။ဂျန်နီကိုမြင်လိုက်တဲ့အချိန်ကစပြီးဖရမ်ရဲ့ဘဝမှာအလွဲတွေစတော့တာပါပဲ။ဖရမ်တယောက်ဂျန်နီရဲ့အချစ်ကိုရောက်ဖို့အတွက်နှီးမျိုးစုံနဲ့ကြိုးစားပါတော့တယ်။ ဂျန်နီကခရီးအမလီဖြစ်တဲ့အတွက်ပရမ်ကသူ့ကိုယ်သူဘာသာတူတောင်ယောင်အလို့ကျိုးစားတဲ့လူငယ်လေးဟန်ဆောင်သည်ဂျန်နီနဲ့ယဉ်ညွောင်လိုပါတယ်ဂျန်နီကတော့ပရမ်ကိုတငယ်ချင်းကောင်းတယောက်အနည်းနဲ့ပဲသဘောထားပါတယ်ပရမ်ရဲ့ယိုးသားမှုနဲ့ရဲစရာကောင်းတဲ့အပြုတ်မှုတွေကြောင့်သူတို့နှစ်ယောက်ကြားမှာတန်ရော့စင်တွေတခေးထေးတိုးလာပါတယ်ဒီစကားရဲ့အားသာချက်ကတော့ Rambi Kapoor ရဲ့တဘာဝကြကြဟာတာတရုပ်ဆောင်ချက်တွေပါပဲ။ဥပမာဂျန်နီနဲ့စကားပြောရင်စကားထင်နေရတယ်၊သူ့အဖေနဲ့ပြဿနာတက်တဲ့အခါနေကတကယ်ကိုရင်မောစရာပါပဲ။ ဒါပေမဲ့ဇလိုင်းရဲ့အလှည့်ပြောင်းကတော့ပရမ်ကဂျင်ဒီကိုချစ်ခွင့်ပန်းဖို့ကြိုးစားရတဲ့အချိန်မှာဖြစ်လာပါတယ်။ပရမ်ကဂျင်ဒီကိုသူ့ချစ်သူချစ်ခွင့်ပန်းမယ်လို့အားခဲထားရတဲ့အချိန်မှာပဲဂျင်ဒီကသူ့မှာချစ်သူရှိကြောင်းဖွင့်ပြလာပါတယ်။ဂျင်ဒီရဲ့ချစ်သူကတော့ရာဟူဥပန်ပတဲ့ဆိုတဲ့သူထေသားတယောက်ပါ။ရာဟူကနိုင်ငံသားမှကြောင်းတက်နေပြီးဂျင်ဒီနဲ့မိပါလေတမိုးမတူလို့ခိုးပြိုးကိုကြံစီနေကြတာပါ။ဒီစကားကိုကြားလိုက်ရတဲ့ပရမ်ရဲ့ခံလာချက်ကိုပြည့်တဲ့ကြီးမြင်အောင်ကြည့်ပါအောင်။ ကိုအရန်ချစ်ရတဲ့မိန်းကလေးကတခြားယောက်ျားတစ်ယောက်အကြောင်းကိုမျက်လုံးတွေတောက်ပါပြီးဖြိုးပြန်နေတာကိုနားထောင်နေရတဲ့ခံစားချက်ပေါ့ဒီနေရာမှာ프라မရဲ့စစ်မှန်တဲ့မေတ္တာကိုကျွန်တော်တို့စပြီးမြင်ရပါတယ်တာမန်လူဆိုရင်တော့ဝါနဲ့ပတ်လာဖြူပြီးရှောင်းဖဲတော့မှဖြူပေမဲ့프라မကတော့ဂျန်နီရဲ့မျက်လာပေါ်ကအပြုံးကိုမပြောက်စေချင်ပါဘူးဒါကြောင့်သူကသူ့ရဲ့အချစ်ကိုယင်လဲမှာပဲမျိုးသိပြီးဂျန်နီနဲ့ရာဟုတို့ပေါင်းဖတ်နိုင်အောင်ကူညီပေးဖို့ဆုံးဖြတ်လိုက်ပါတယ်မင်းပြောရင်ငါလည်းပြောပါတယ်ဆိုတဲ့စိတ်တော့ပေါ့ဗျာ တကယ်တော့ဒါကပြောဖို့လွယ်ပေမယ့်လုပ်ဖို့အရန်ခတ်တဲ့ကိစ္စပါအဲ့နောက်မှာတော့ Prem နဲ့သူ့ရဲ့ Happy Club အဖွဲ့သားတွေဟာ Jenny ကို Rahul နဲ့တွေ့ဆုံပေးဖို့က Mission Shot တင်မှာတော့တယ်ဒါမဲ့ကန်ဆူရာက Rahul ကလူချမ်းသာသားတည်ပြီးသူမိဘတွေက Jenny ကသဘောမတူပါဘူးဒါပြင် Rahul ကိုယ်တိုင်ကလည်းနည်းနည်းအတ္တကြီးရဲ့လီတယောက်ဖြစ်နေပါတယ် Prem ကတော့ဒါတွေကိုမသိပဲ Jenny လိုချင်တော့ကိုဖိမြောက်အောင် အစွမ်းကုန်ကြိုးစားပါတယ် ဇလန်းကပိုပြီးရှုပ်ထွေးလာတာကတော့ရာဟုကိုရှာဖုံတော်ဖွင့်တဲ့ခီးစဉ်မှာလူဆိုးကိုင်းနေနဲ့ပတ်သက်မိသွားတာပါပဲ။စာချစ်ဒေါန်းဆိုတဲ့လူဆိုးကိုင်းခေါင်းဆောင်နဲ့ထိတ်တိုက်တွေ့တဲ့အခန်းတွေကအယံကိုရဲရပါတယ်။ဖရင်တို့အဖက်ကရာဟုကိုပြန်ပေးဆွေးတယ်လို့အထင်ခံရပြီးရဲတယ်လူဆိုးတွေချာမှာဗရဏတိချလဲလဲပါတော့တယ်။ဒီလိုလေးချားထဲမှာပဲဖရင်နဲ့ဂျန်ဒီတို့ညင်တော့အကျူတူဒုက္ခတွေခံစားရထပ်ပြရရဲ့နဲ့ဂျန်ဒီရဲ့စိတ်ထဲမှာဖရင်မပေါ်အမြင်တွေတဖြည်းဖြည်းပြောင်းလဲလာပါတယ်။ ဒါတွေပဲဂျန်နီကိုရိုင်ကတော့ဒါကိုအချစ်လို့တတိမထားမိသေးပါဘူး။သူမကရာဟုကိုပဲဆွဲလဲနေတော့မှာပဲ။ပရမ်ကတော့ဂျန်နီကိုကောက်ွယ်ပေးဖို့တဲ့အတက်ကိုတောင်ပရဏမထားပဲကောက်ွယ်ပေးပါတယ်။ဂျန်သူတွေဝိုင်းနေတဲ့ကြားကဂျန်နီကိုလွတ်မြောက်အောင်ကူညီပေးတဲ့ပရမ်ရဲ့လူရက်တွေကတကယ်တကူရေးစားကြပါ။တပတ်မှလည်းရာဟုကတော့သူမိဘတွေရဲ့ဖီအာသူ့ရဲ့ဂုံတိခါတွေကိုငဲ့ကွက်သည်ဂျန်နီကိုတကယ်တမ်းလက်ထပ်ဖို့တွန့်ဆုတ်နေပါတယ်။ဒါပေမဲ့ပရမ်ကတော့ရာဟုကိုချင်းချောက်ပြီးတော့တောင် ဂျန်နီနဲ့လက်ထပ်ဖို့တွန်းအားပေးပါတယ်။ဘာလို့လဲဆိုတော့ဂျန်နီပြောဖို့ကသူ့ကရအရေးကြီးဆုံးဖြစ်နေလို့ပါပဲ။ဇက်တလန်ရဲ့အထွတ်အထိပ် climax အခန်းကိုရောက်လာပါပြီ။နောက်ဆုံးမှာတော့ရာဟုနဲ့ဂျန်နီတို့ရဲ့မင်္ဂလာဆောင်ကျင်းပဖို့ပင်ဆင်ကြပါတယ်။ Prem ကတော့မင်္ဂလာပွဲကိုစီစဉ်ပေးပြီးသူ့ရဲ့နာကျင်နေတဲ့နှလုံးသားကိုဖုံးကွယ်ထားပါတယ်။မင်္ဂလာဆောင်နေ့နေ့မှာဂျန်နီတယောက်စဉ်းစားခန်းဝင်လာပါတယ်။သူမဒုက္ခရောက်နေတဲ့အချိန်တိုင်းသူမငိုနေတဲ့အချိန်တိုင်းဘေးနားမှာရှိနေပေးတာကရာဟုမဟုတ်ပေပရမ်ဆိုတာကိုသတိရလာပါတယ် ရာဟုကတော့သူမိဘတွေနဲ့အဆင်ပြေဖို့သူအဆင်ပြေဖို့လောက်ပဲကြည်တတ်တဲ့သူဖြစ်ပြီးပရမ်ကတော့ဘာမျောလင်းချက်မှမထားပဲပေးဆက်ထဲတဲ့သူဆိုတာကိုဂျန်နီနားလည်တော့ပါတယ်။ဂျန်ဒီကမင်္ဂလာပွဲမဆခင်မှာရာဟုရဲ့အတကြီးတဲ့စကားတွေကိုကြားလိုက်ရတဲ့အခါမှာတော့သူမရဲ့ဆုံးဖြတ်ချက်ကပြတ်သားသွားပါပြီ။သူမတကယ်ချက်တာသူမကိုတကယ်တန်ဖိုးထားတာကပရမ်ဆိုတာကိုသိလိုက်ရတဲ့အချိန်မှာတော့ဂျန်နီတယောက်မင်္ဂလာပွဲကနေထွက်ပြေးပြီးပရမ်စီကိုပြန်လာခဲ့ပါတော့နဲ့။ ခရမ်ကတော့ပထမတော့ဂျန်နီပြန်လာတာကိုမယုံနိုင်ဖြစ်နေပေမဲ့ဂျန်နီကငါချစ်တာနင်ပါဟာလို့ဖွင့်ပြောလိုက်တဲ့အချိန်မှာတော့ဖရမ်ရဲ့စကားထစ်တာတွေလည်းပျောက်ပျော်လွန်းလို့ကခုံနဲ့အခန်းလေးနဲ့စကားကိုပျော်ရွှင်စွာအဆုံးသတ်ထားပါတယ်။ဒီစကားကိုပြန်ပြီးသုံးသပ်ရမယ်ဆိုရင်ဒါဟာယူရှင်းတဲ့အချစ်ဇလန်လေးကပုတ်ပါပဲ။ဒါပေမဲ့ director Rash Kumar Santoshi ရဲ့တင်ဆက်ပုံကောင်းမွန်မှု Rambi Kapoor နဲ့ Katrina Kaif တို့ရဲ့ live ဖန်ညီမှုတွေကြောင့်ပရိသတ်ရင်တွေကိုရောက်သွားခဲ့တာပါ။ အထူးသဖြင့် Rambi Kapoor ရဲ့တရုတ်ဆောင်ချက်တွေကဒီကားကိုအသက်ဝင်စီခဲ့ပါတယ်။သူကဟာသလူငယ်လဲပရိသတ်ကိုဥတက်အောင်ရေအားစေသလိုဝမ်းနည်းစရာအခန်းတွေမှာလည်းမျက်ရည်ကျအောင်ဆွဲဆောင်နိုင်ပါတယ်။အဂျပ်ပရမ်ကီကစ္စပ်ကဟန်နီကပေးချင်တဲ့ message ကတော့ရှင်းပါတယ်။အချစ်စစ်ဆိုတာတစ်ဖက်သားရဲ့ပျော်ရွှင်မှုကို ကိုယ်ပျော်ရွှင်မှုထက်ပိုပြီးတန်ဖိုးထားတာပါပဲ။ကိုချစ်တဲ့သူပျော်ဖို့တရား ကိုဘက်ကနာကျင်ရမယ်ဆိုရင်တောင်ကြည်ကြည်နက်နက်လက်ခံရတဲ့တက်တီမျိုးပရမရှိပါတယ်။ဒါကြောင့်လဲနောက်ဆုံးမှာသူ့နဲ့ထိုက်တန်တဲ့အချစ်စစ်ကိုပိုင်ဆိုင်သွားရတာဖြစ်ပါတယ်။ကဲပရိသတ်ကြီးရောဒီစကားလေးကိုကြည်ပြီးဘလို့ခံစားရလဲ။ပရမလိုမျိုးကိုကျိုးဆွနဲ့ချစ်သူမျိုးကိုလိုချင်ကြလား။ဒါမှမဟုတ်ကိုတိုင်းကရောပရမလိုချစ်နိုင်ပါမလားဆိုတာကို comment မှာဆွေးနွေးပေးသွားကြပါဦးခင်ဗျာ။နောက်ထပ်လဲ ဘလို့စကားကောင်းတွေကို review လုပ်ပေးစေခြင်းလဲဆိုတာကိုလည်းအကြံပြုပေးခဲ့ကြပါအောင်အားလုံးပဲသဘောကျမယ်လို့မျှော်လင့်ပါတယ် ANFS YouTube channel ကိုလည်း like and subscribe လုပ်ထားဖို့မမေ့နဲ့နော်အားလုံးပဲကိုစိတ်နှပါကြားမှချမ်းသာကြပါစေခင်ဗျာ